မင်္ဂလာပါရှင်အခုကျမတို့လေးလာမှာကြတော့ရေကာလန်တွက်နီလေးဖြစ်ပါတယ်ရေကာလန်တွက်နီကိုလေးလာမယ်ဆိုလို့ရှိရင်အာဒီဆက်သက်ချက်တွေသိရမယ်ပေါ့နော်ဒါကဘာလဲဆိုတော့တီကူပါပေမှာ 6.25ခါလန်ဆိုတာသိရမယ်နောက်တစ်ခုကတကူဘာပေက9.48ခါလန်ဆိုတာသိရမှာဖြစ်ပါတယ်6.25ကြတော့ UK standard ကို သုံးပြီးတော့9.48ကအာဒီ US standard ကိုသုံးတာဖြစ်ပါတယ်အာဒီမှာအသုံးများတာကကြတော့ UK ကိုအသုံးများတာဖြစ်ပါတယ်အဲ့တော့တကူဘာပေဆိုတော့ဒီပုံမှန်ပြထားတဲ့အတိုင်းပဲအလျားတစ်ပေအနံတစ်ပေအမြင့်တစ်ပေရှိတယ်ကန်ထဲမှာ ရေထက်မယ်ဆိုလို့ရှိရင်6.25ခါလန်ဝင်ဆက်တယ်လို့ပြောတာဖြစ်ပါတယ်ဒီနည်းလေးကိုသိမယ်ဆိုလို့ရှိရင်အဲကိုယ့်ရဲ့အိမ်မှာရေခါလန်ဘလောက်တုံးချင်တယ်အဲဒီဆက်တဲ့ရေကန်ဘလောက်စိုက်လောက်ရမလဲဆိုတာကိုအဲတွတ်တက်သွားမှာဖြစ်ပါတယ်ဟုတ်ဒီမှာဆိုရင်ကျွန်မနမူနာအနေနဲ့အဲဒီလေးပေအလျားအနံ့ အဲဒီလေးပေအမြင့်ရှိတဲ့ရေကန်တစ်ခုရဲ့ဝင်ဆက်ပမာဏကိုတွက်ပြမှာဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်သူ့ရဲ့ကုဘပေကိုတွက်ရမှာပေါ့နော် ကုဘကိုတွက်မယ်ဆိုရင်အလျားအနံအမြင့်မြောင်းမယ်အလျားက၄ပေအနံက၄ပေအမြင့်ကလည်း၄ပေဖြစ်တဲ့အခါကျတော့သူက64ကုဘပေရပါတယ်အဲ့တော့ဒီမှာရဲ့ဆက်သွယ်ချက်ကတိကုဘပေ6ခါကျတော့6.25ခါလန်ရှိတယ် ဟုတ်နော်အဲအဲ့တော့ကျမတို့ရဲ့ရေကန်က64ကုဗပေးဖြစ်တဲ့ခါကျတော့ဘလောက်လဲပေါ့နော်အဲ့တော့6.25အမြောင်64နဲ့မြှောက်မယ်ဆိုရင်ဂါလန်400ရတယ်။ Now US standard နဲ့တွက်မယ်ဆိုလို့ရှိရင်တိကုဗရ9.48ဂါလန်ဆိုတော့64နဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်သူက488ဂါလန်ရတယ်ပေါ့နော်။အဲအဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ US ကနည်းနည်းလေးပိုများတာတွေ့ရလိမ့်မယ်ရေဂါလန်လေး။အဲ UK ကကြတော့ဂါလန်400ဒါထွက်လာတာတွေ့ရမှာဖြစ်ပါတယ်။ ဲ့တော့ဒီမှာပြထားတဲ့အဲဂါလန်ဝင်ဆက်တဲ့ပမာဏကဒီ၄ဘီပတ်လေအဲပြီးရင်၄ဘီအမြင့်ရှိတယ်ကန်ထဲမှာဆန့်တယ်ရေဝင်ဆန့်ပမာဏဖြစ်ပါတယ်မြန်မာမှာကတော့အဲဒီဂါလန်၄၀၀ဖြစ်တယ်အဲဒီ6.25ကိုဟိုအသုံးများတာဖြစ်ပါတယ်6.25ဂါလန်နဲ့တွက်တာများပါတယ်အဲအဲ့တော့တခြား site တွေတွက်မယ်ဆိုလို့ရှိရင်လည်းဒါရရတယ်ပေါ့နော်အဲအဲ့ဒီခါကျတော့ကိုယ့်ရဲ့အိမ်မှာရေဂါလန် ဘလောက်ဆက်နဲ့နော်ရေကန်ဘလောက်ဘလို့တိရှောက်အောင်လဲဆိုတာကိုအဲ့ဒါတွတ်တွတ်သွားမှဖြစ်ပါတယ်အဲ့တော့နောက်အစ်ထက်တင်တဲ့အဲဗီဒီယိုလေးတွေသိရဖို့အတွက်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်